မော်လမြန်မြို့နယ်ကောစိန်ကျေးရွာဦးစုကောစိန်ရွာတင်နေအသက်73နှစ်အရွယ်ကျောင်းသူလေးတူအတ္တမပြုခြင်းခံရပြီးတပ်ဖြတ်ခံခဲ့ရကြောင်းဒေသခံများပြောကြားချက်များအရသိရပါတယ်။ပြီးခဲ့တဲ့မေလ26ရက်နေ့နနက်9နာရီအချိန်ကအဆိုပါကောစိန်ရွာတင်ကျေးရွာနေအသက်73နှစ်အရွယ်အမကကောစိန်ကျောင်းတွင် Grade 5အတန်းတက်ရောက်မိကျောင်းသူလေးမှာအုံဒီကောက်ရံအတွက်နေမှထွက်ခွာသွားရမှာပြန်လည်ရောက်ရှိလာခြင်းမရှိတဲ့အတွက်ကြောင့်မိသားစုဝင်များနဲ့ဒေသခံများလိုက်လံရှာဖွေခဲ့ကြောင်းဒေသခံတို့ကပြောကြားပါတယ်။ လေးမရဲ့ယုံလောင်းကိုမေလ29ရက်နေ့မနက်ပိုင်းမှာကော့ပေါက်ကွင်းကွင်းအမှတ်381မှာရှိတဲ့အုံချံအတွင်းမှာလူမနေတော့တဲ့အိမ်ချံဝင်းအတွင်းမှာတွေ့ရှိခဲ့တာပါလို့ပြောကြားခဲ့ပါတယ်။ထိုကျောင်းသူလေးတွေအတ္တမပြုကျင့်ခံထားရတဲ့လက္ခဏာများတွေ့ရတဲ့အပြင်လက်မပြတ်ရှာတန်ရာညာဘက်မျက်ခုံပြတ်ရှာတန်ရာအပေါ်နှာခမ်းပြတ်ရှာတန်ရာများနဲ့မောက်လျက်အနေထားဖြင့်သေဆုံးနေသည်ကိုတွေ့ရကြောင်း၎င်းဒေသခံကပြောကြားပါတယ်။ အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီးကျွန်းလွန်သူယူဆရတဲ့အမျိုးသားနှုတ်ဦးကိုလည်းတပ်ဆိုင်ရာမှာဖမ်းဆီးထားကာစစ်ဆေးမှုများလုပ်ဆောင်နေတယ်လို့သတင်းရရှိပါတယ်။